MND ကိုကန့်တက်ထိ ंछ ုပ်ထားတဲ့တိန်ဒီမျိုးမှာတရုတ်နိုင်ငံသားတွေကဆိုင်ကန်းနဲ့မြေခွက်တွေကိုလိုက်ရီလန်ဟာရန်ပြီးစီးပွားရေးလောက်ကင်လာကြတယ်လို့ဒေတာခန်တွေကပြောကြပါဗျ။ခွန်စောပေးပို့ထားပါတယ်ရှင်။မြန်မာတရုတ်ကုန်တွယ်ရေးလမ်းကြောင်းပေါ်ကရှမ်းပြည်နယ်မြောက်ပိုင်းတိန်ဒီမျိုးကို MND ကိုကန့်တက်ထိ ंछ ုပ်ထားတာဆိုရင်တနစ်ကျော်ပြီဖြစ်ပါတယ်။ အဲ့ဒီတိန်နီမြို့မှာဒီလာပိုင်းအတွင်းတရုတ်နိုင်ငံသားတွေရောက်ရှိလာပြီးဈေးဆိုင်ကန်းတွေနဲ့မြေခွက်တွေကိုလိုက်လံငားရမ်းပြီးစီးပွားရေးတွေလုပ်ကင်နေတယ်လို့ဒေသခံတွေကပြောပါတယ်။တိန်နီမှာကတရုတ်ပြည်မကြီးရလူတွေအများကြီးလာပြီးစီးပွားရေးလုပ်တယ်မြေခွက်ငားတယ်ဆိုင်ကန်းတွေဈေးကြီးပြီးငားတယ်တိန်နီဈေးပြန်ဆောက်တယ်တရုတ်ပြည်ကပြည်မကြီးရတရုတ်တွေဒီမှာလာနေပြီးရောစီးပွားရေးလုပ်နေကြမှာမင်းလဲ။ဟုတ်တယ်တိန်နီကတော့မိရရခဏလေးတိုးတက်သွားပါတယ်။ လေကြောင်းတိုက်ခိုက်မှုတွေဇက်တိုက်ရှိနေခဲ့တဲ့တိမ့်မီမျိုးဟာ တရုတ်နိုင်ငံရဲ့ဂျာဝင်မှုကြောင့်လက်ရှိမှာလေကြောင်းတိုက်ခိုက်ခံရတာမရှိတော့ပါဘူး။ဒါကြောင့်တိမ့်မီမျိုးမှာလူပြန်စီကားစာပြုတ်လာပြီးစစ်ကောင်စီကဘုံကျဲခဲ့လို့ပျက်စီးသွားတဲ့တိမ့်မီစီဆေးရုံနဲ့တံတားတွေကို MNDA ကိုကအုပ်ချုပ်ရေးပိုင်းကပြန်လည်တိစောက်ပြုတ်ပြင်နေပါတယ်။ ိန်းနီမှာတရုတ်နိုင်ငံသားတွေစီးပွားရေးလုပ်ငန်းတွေလာလုံနေတာကြောင့်တရုတ်စာတရုတ်စကားနဲ့တရုတ်ငွေကိုအဓိကအသုံးပြုလာကြတယ်လို့လည်းဒေတာကန်တွေကဆိုပါတယ်။အဲအမျိုးထဲမှာရှိသမျှပိုင်ရှင်ရှိတာတွေကိုလိုက်ငှားတယ်။တရုတ်ပြည်ကလူတွေငွေလဲတရုတ်ငွေပဲအသုံးများနောက်ဖိုင်းဘုတ်တွေဆိုတရုတ်စာရေးရမယ်။အင်္ဂလိပ်စာရေးမှာဗမာစာမရေးခိုင်းဘူး။အဲ့ဆိုတရုတ်စီးပွားရေးလမ်းကြောင်းကြီးအများဆုံးဒီမှာထိုင်ပါလေလာရှုတို့တိတ်နေတဲ့ဆိုတော့တို့တရုတ်ငွေနဲ့တရုတ်စာတရုတ်စကားဒါအဓိကတို့ရဲ့ ချက်ချာကြတဲ့လမ်းကိုလုံးအောင် MNDA ကုကတ်တပ်ဦးဆောင်တဲ့တော်လိုင်းအင်အားစုတွေကမြန်မာတရုတ်နယ်စပ်မှာရှိတဲ့လောက်ကိုင်း၊ကုန်းချန်း၊ချင်းရီဝေါ၊ကွန်းလုံ၊မွန်ဂို ဖောင်းဆိုင်၊ကျူကိုတိမ့်နီနဲ့လာရှိုးမြို့နယ်တွေကို2023အောက်တိုဘာမှာစတင်ခဲ့တဲ့တဆယ်နှစ်ဆက်ကုန်စစ်စစ်ရေးကာလအတွင်းမှာတိုက်ခိုက်သိမ်းပိုက်ခဲ့ပြီးအထူးဒေတာတဲ့အဖြစ်သတ်မှတ်ကအောက်ချုပ်ရေးရန်ရားတွေတည်ဆောက်နေတာဖြစ်ပါတယ်ကျွန်တော်ခွန်စော်ဦးပါ